တယ်ဒိုင်းစီတီတရေအကြောင်းလူတိုင်းသိတယ်ဒိုင်းစီတီကအိမ်လုံးကကြံတော်တင်ချိုင်းဟာเนาะအဲ့မှာလူတွေအများကြီးတည်ခဲ့တာလို့ပြောတယ်တင်ချိုင်းတွေအများကြီးရလဲအဲ့တင်ချိုင်းကိုချွေခဲ့ဘူးတည်းတချို့အဲ့မှာနေနေတဲ့နှစ်ချို့မကောင်းဆိုးဝါးတွေကမရွှေ့ပဲနဲ့ကြံနေခဲ့တာဘလောက်တောင်ဆိုးလဲဆိုရင်ဒီအဲ့ဒီဒိုင်းစီတီအလဲကောင်မှရှိရဖျားတွေဖျားဘာသာပေါင်းဆိုရင်ဖျားတွေပတ်ထားတယ်ဒီညောင်ပင်ကြီးအဲ့ဒီညောင်ပင်ကြီးကိုလုံးဝခုတ်လို့မရအဲ့ညောင်ပင်ကြီးကိုခုတ်ဖို့စူးစမ်းတဲ့ဝန်ထမ်းတစ်ယောက်တည်ခဲ့တာ အားလုံးမင်္ဂလာပါမွေးကျွတ်ချန်နယ်ရဲ့ချိုးချိုးလိုက်ပါတယ်မော်ဒီနေတိဆက်ပေးခြင်းနဲ့တတိယလေးကတော့ live မှာနာမည်ကြီးနေတဲ့ရန်ကုန်တိုင်းစီးရီးမှာတရဲအရန်6လို့လေစာတင်ကြောင်းကဆီယာမရီဆိုပြောင်းပြေးခဲ့ရတယ်ဆိုတဲ့တတိယလေးနဲ့ပတ်သက်ပြီးတော့အခုချိန်ထိလိုက်ပါတယ်မော်ဒီနေတိဆက်ပေးခြင်းနဲ့တတိယလေးကတော့ live မှာနာမည်ကြီးနေတဲ့ရန်ကုန်တိုင်းစီးရီးမှာတရဲအရန်6လို့လေစာတင်ကြောင်းကဆီယာမရီဆိုပြောင်းပြေးခဲ့ရတယ်ဆိုတဲ့တတိယလေးနဲ့ပတ်သက်ပြီးတော့အခုဆိုလို့ရှိရင်တော့ဒီတရဲကြီးဘာလောက်ဒီလောက်ထိ6နေလဲဆိုတာကိုလည်းပြပြထားတယ်ပေါ့နော်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ပြည့်စုံပါပါတယ်အခုချိန်နေတဲ့အမျိုးတွေလည်းဒီကိစ္စကိုစိတ်ဝင်စားတဲ့သူတွေပါလို့ရှိရင်တော့မွေးဗီဒီယိုလေးကိုအဆုံးထိလည်းပဲကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ရှိဒါဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော်မအိတ်ခင်လေးတရဲလာ6တာ ခု Facebook မှာ hot နေတဲ့ကိစ္စမတိရရတဲ့လူတွေအတွက်ဘာဖြစ်တာလဲဆိုတော့အဲ့ဒီဆီယာမားကတိုင်းစီတီမှာចောင်းဖွင့်ထားတယ်သူကဒီចောင်းဟုတ်ဖွင့်ဖို့အတွက်ဆိုပြီးတော့မှ decoration တွေကိုတိမ်ထောင်နဲ့ချီအကုန်ခံပြီးတော့သူကလုပ်လိုက်တယ်။အဲ့ဒီချိန်မှာဒီចောင်းလဲဖွင့်ပြီးရောပြဿနာကြီးတက်တာပဲ။ပြဿနာအစကဝန်နှန်းနေ။ဘလို့ဖြစ်လဲဆိုတော့ဒီဝန်နှန်းကအလုပ်ကိုခွင့်ယူ와요။ဒါပေမဲ့ဒီဝန်နှန်းကိုဒီចောင်းထဲမှာတွေ့နေရတယ်။အဲ့တော့ဝန်နှန်းလားဘာတူလဲ ဥပမာမောင်မောင်ကခွင့်ယူရတယ်မောင်မောင်လည်းမကောင်းလို့ခွင့်ယူတာကလေဘာလို့မောင်မောင်မြင်နေရလဲဒါမျိုးတွေဖြစ်လာတယ်အဲ့တော့ပရဲလားဝန်တန်းလားခွဲခြားမရဖြစ်လာတာအဲ့ဒါကဘာလဲဆိုတော့ double ganga လို့ခေါ်တယ်အင်္ဂလိပ်လို့ဆိုရင် double work ပေါ့ကိုမဟုတ်တဲ့တခြားတယောက်ဘယ်လိုပြောရမလဲနည်းနည်းတိတ်နာမလဲဘူးဒါမျိုးတွေကဖြစ်တတ်တယ်ဒါမျိုးတချို့ဆိုကိုယ်တိုင်ကြုံဘူးရဲ့ဆိုရင်လူတွေတောင်ရှိရဲ့ကက်သလင်းကတော့မကြုံဘူးပေါ့နော်ဒါနဲ့ဖတ်ဖို့တလောက်ဆိုတော့ double ganga တွေတွေ့ဘူးရဲ့လူတွေအများကြီး ဲ့တော့ဒီဆီယမဆိုနေအလိုပဲသူ့ဝန်တန်းတွေကဝန်တန်းလားဒုဗေကံကလားဆိုတာမကွဲဘူးဖြစ်နေတာဝန်တန်းလားသစေလားဆိုတာမကွဲဘူးဖြစ်နေတာတောက်စေးကဝန်တန်းပုံစံဟန်ဆောင်ပြီးရှောက်တော်နေတာအ ਨੇ ဒီသစေးပဖြစ်မကောင်းဆိုတာဖြစ်ဖြစ်ပေါ့နော်ဒီဟာကဝန်တန်းကတ်မစွဲထားမှပဲဒီဝန်တန်းမဟုတ်ပါလားဒါသစေးပါလားဆိုတာခွဲနိုင်တာသူဆရာကြီးနော်ပြောနေနေချက်တိမ်အောင်ထားတယ် ဲ့တော့ဆရာမကလည်းဒီចောင်းသားလေးတွေကိုဆိုရင်လည်းတဲ့ဝန်ထမ်းဟန်ဆောင်ပြီးတော့มาတွားပြီးတော့ចောင်းသားလေးနေကစားပေးနေတယ်တဲ့အဲ့ခါကျတော့ဆရာမကလည်းចောင်းသားလေးအတွက်အနေရဖြစ်မှလဲဆိုတယ်ចောင်းသားလေးတို့သူတို့ကအနေရမပြုဝန်ထမ်းတွေကိုလည်းအဲ့လိုလိုက်နောက်ရှက်တာမျိုးမရှိပဲねအဲ့လိုမျိုးပေါ့ဝန်ထမ်းဟန်ဟန်ဆောင်ပြီးတော့ဝန်ထမ်းနေရာတွေမှာရောက်နေတာအဲ့ဒါပြဿနာတစ်ခုဖြစ်နေတာဝန်ထမ်းလားတရေလားမခွဲနိုင်တော့ဘူးဖြစ်နေတာဝန်ထမ်းတွေကြားထဲမှာလဲဒါတော်တော်လေးကိုမှစိတ်ရှုပ်ထွေးစရာအနောက်ရှက်ဖြစ်စရာဖြစ်လာလို့ဆရာမကလည်းဒီចောင်းကိုလုံးဝအမှမဖွင့်တော့ဘဲနဲ့ ရက်ဆိုင်လိုက်ပြီပေါ့ decoration ကားတွေအကုန်လုံးကုန်ကြခန့်အကုန်လုံးရှုံးခန့်ပြီးတော့ခုမှတကယ်လာမှာဒီတိုင်းစီးတီးအကြောင်းက Facebook မှာအမြဲတမ်းအမြဲတမ်း hot တယ်တိုင်းစီးတီးတရေအကြောင်းလူတိုင်းသိတယ်တိုင်းစီးတီးကအရင်တော့ကြံတော်တင်ချိုင်းဟောင်းเนาะအဲ့မှာလူတွေအများကြီးသိကြတယ်လို့ပြောတယ်တင်ချိုင်းတွေအများကြီးကလည်းအဲ့တင်ချိုင်းကိုရွှေ့ခဲ့ဘူးသေးတယ်အဲ့တင်ချိုင်းကိုရွှေ့တဲ့အချိန်မှာတဲ့2016တုန်းကတလအတွင်းမှာချက်ချင်းရွှေ့ခဲ့ရတာ အဲ့အချိန်မှာတချို့အမှနေနေတဲ့နှစ်ချို့မကောင်းဆိုးဝါးတွေကမရွှေ့ပဲနဲ့ကြံနေကြတာဘလောက်တောင်ဆိုးလဲဆိုရင်ဒီတိုင်းစီစီစောက်တဲ့အချိန်လုံးကအဲ့ဒီတိုင်းစီစီအလဲကောင်မှရှိတဲ့ဖျားတွေဖျားဘာသာပေါင်းဆိုရင်ဖျားတွေပတ်ထားတယ်ဒီညောင်ပင်ကြီးအဲ့ဒီညောင်ပင်ကြီးကိုလုံးဝခုတ်လို့မရခဲ့အဲ့တခုတည်းပဲလားမဟုတ်ဘူးအဲ့ညောင်ပင်ကြီးခုတ်ဖို့ကြိုးစားတဲ့ဝန်ထမ်းတစ်ယောက်တည်ခဲ့တာအဲ့ကြောင့်မခုတ်တော့တာအဲ့ကြောင့်ဖျားတွေပတ်ပြီးတော့မှထားထားလိုက်တာအရင်ကဆိုအဲ့ပောက်ဝင်ချက်မှာပရားခွေကို projector နဲ့ထိုးပြီးတော့မှ ဖွင့်ထားတာအမြဲတမ်းပဋ္ဌာန်းနေကိုပြီးတော့ပြောနေတဲ့ချက်တင်အောင်ထားတယ်။ကားပါကင်ဘေ့စ်မန့်3မှာခုံခုံလေးနေရာလေးတစ်ခုရှိရဲ့အဲ့ဒါကဘာလဲဆိုအဲ့အုတ်ကူတစ်ခုကလုံးဝရွှေ့လို့မရလို့တူးဆန်းတယ်နော်ကားပါကင်ထဲမှာပဲထည့်ပြီးတော့မှဖို့ပြီးတော့မှပဲပါကင်ဆောက်လိုက်ရတာရွှေ့လို့မရလုံးဝရွှေ့မခံဘူးအဲ့ရွှေ့တစ်ခုခုဖြစ်တာအားကြမို့လို့ဒီဟိုတွားရတဲ့လူတွေကားပါကင်တွားပြီးဆိုရင်အမြဲတမ်းလမ်းပျောက်တယ် security ကလည်းအပေါက်မှာပဲရှိရကားပါကင်လည်းမရှိဘူးတဲ့တချို့ဆိုရင်သူ့ရဲ့အဖေရတဲ့သူ့ကိုလိုက်ပို့တဲ့အချိန်မှာကားထဲမှာစောင့်နေတဲ့အချိန်မှာကားထဲကိုခေါင်းဝင်ဝါနဲ့ကောက်မလေးတယောက်ကကောက်ပြီးဝင်လာတာတဲ့အဲ့နဲ့သူကလက်မီနိုးလာတဲ့အချိန်ကြမှာကနေလေ time city ရတရေလေအဲ့ဒီအကြောင်းကိုပြောပြရင်လည်း bonus အနေနဲ့ Singapore အတင်းတိုင်းကုန်ပေါ်မှာစောက်ထားတဲ့ condo လေအဲ့ condo မှာမျက်မြင်ကိုတွေ့ပေါ့နော် CCTV ရနေပြီးမျက်မြင်ကိုတွေ့တွေ့ရတဲ့တရေအကြောင်းကို ပြောပြသွားပေးမယ်ဒီဆရာမတို့ကကြတော့သူတို့ကចောင်းပြောင်းပြီးသွားပြီပေါ့နော်သူတို့ရဲ့ចောင်းမှာဖြစ်တာဖြစ်ပြခါကြចောင်းကမနစ်ကစငါးတာဖြစ်လောက်တယ်ပေါ့နော်ဒီလိုမျိုးတစ်နှစ်ရှိပြီဆိုတဲ့အခါကြတော့လေ အဲ့ဒီမှာတို့ကလည်းအကြောင်းကိုရေရှည်ဖွင့်ဖို့လို့ဆိုတော့အာရည်ရွယ်ချက်နဲ့ဒီပြင်နာတွေဆင်နာတွေ renovation တွေလည်းအကုန်လုံးကိုငွေကြေးအကုန်ကြအများကြီးခံပြီးတဲ့ခါကျတော့မှတို့လောက်ထားတယ်လောက်ထားပြီးမှလည်းဒီရဲ့ဖြစ်လာတဲ့ပရလောကအခြေအနေကြောင့်မလို့တို့ကပြောင်းလဲလိုက်ရတယ်အဲ့ဒါကိုမယုံတဲ့သူတွေအတွက်ကိုလည်းဆရာမကတိတ်ချလေးရှင်းပြန်ထားပေးတယ်ပေါ့နော်အဲ့ဒီခါမှာဆိုလို့ရှိရင် तू ကအစတုန်းကအာ သူကသူလည်းပြောထားတယ်သူကဒီရာတွေကိုအစတော့ကကြိုတင်မတိခဲ့လို့ပဲဒီနေရာကိုငားခဲလိုက်တာမျိုးတွေဖြစ်တယ်ပေါ့နော်သူရဲ့စုံစမ်းချက်ညံ့လို့ပဲဖြစ်မှာပါဆိုပြီးတော့သူကသူပဲအပြစ်တင်ပြီးတော့ပြောထားပါတယ်နောက်တစ်ချက်အနေနဲ့ကကြတော့အဲ့ဒီမှာလောက်ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်သူတို့တည်င်းနေပါလေကြားတယ်ပေါ့နော်အဲ့ဒီခိုးနေရမှာ၆တာလေဒီနေရာမှာ၆တာလေအစိုးစိုးကကြတော့အဲ့လိုမျိုးအိမ်နာလေးတွေမှာ၆တာပေါ့နော်၆၆တာဆိုတော့သူတို့ကျောင်းထဲမှာဖြစ်တာတော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒီ building ထဲမှာဖြစ်တာပေါ့နော်ဒီအစာအုပ်တစ်ခုလည်းမှာအစာအုပ်တွေထဲမှာပဲဖြစ်တာပေါ့နော်အဲ့ဒီတော့ မလုံးမျိုးတွေဖြစ်လဲဆိုလို့ရှိရင်သူတို့တွေဒီလိုမျိုးလုံနေအလုံးလောက်ကင်ဖို့လို့တွားတဲ့အချိန်မှာဆိုလို့ရှိရင်ခေါင်းကြီးဝေတာလို့စိတ်မကြည်တာလို့အဲ့လိုမျိုးတွေနှောက်ရက်ချင်းတွေကိုလည်းခံရတယ်ပေါ့နော်ဒါသူတို့အကြောင်းထဲမှာဖြစ်တာနောက်ပြီးကြတော့လည်းဒီ လစ်ထဲမှာဆိုလို့ရှိရင်လည်း lift ကွာ lift ဒီဒီဒီဓာတ်လေကအစ်စ်ဆိုပေမဲ့လည်းအဲ့ဒီဟာတွေကိုနှိပ်ထားတာမျိုးတွေအဲ့ဒီဟာမျိုးတွေနဲ့လည်းကြုံရတယ်ပေါ့နော် lift တွေမှာဆိုလို့ရှိရင်သူတို့မှာ expire date ကရှိတယ်ပေါ့နော်ဘယ်အချိန်ဘယ်အချိန်မှာ set ရမယ်ဆိုတဲ့ဟာမျိုးတွေလည်းရှိတယ်ဒီ Singapore မှာဆိုလို့ရှိရင်လည်းဒီ lift တွေနဲ့ပတ်သက်ပြီးသူတို့ရဲ့ expire date တွေကိုဘယ်ချိန်မှာပြန် set ဖို့လို့ဆိုတာမျိုးတွေရှိတယ်ဒါပေမဲ့သူတို့စီမှာလည်း အဲ့ဒီမှာလည်းအတူတူပဲဒီဟာကတက်ထားတဲ့ဟာအစ်စ်လုံးဝကွန်မှာအစ်စ်ကွာသိရမလားအဲ့လိုဟာမျိုးမှာဒါမှဒီလိုမျိုးခလုတ်တွေဖြစ်တာမျိုးတွေလည်းကြောင်ရတယ်ပြစ်ကြတဲ့ခါကျတော့နောက်တစ်ခုကကျတော့အလုံးမလာတဲ့သူတွေနော်လာတဲ့သူတွေအဲ့လိုမျိုးခွင့်ယူထားတဲ့သူတွေရဲ့ပုံစံမျိုးကိုတရေတွေကအတူအပါလုပ်ပြီးတော့အဲ့ဒီထဲမှာတွားလာတာမျိုးတွေလည်းသူတို့ကိုယ်တိုင်လည်းကြုံတွေ့ခဲ့ရတယ်ပို့ပို့ပြီးတော့အစိုးဆုံးကကျတော့ဒီကလေးတငယ်တွေရဲ့ပေါ့နော်ဒီကြောင်သားကလေးတွေရဲ့တငယ်ပုံစံကိုဟန်ဆောင်တာပေါ့နော်အဲ့ဒါတွေကြောင့်မလို့ပဲသူတို့ကအဲ့လိုမျိုးတွေ ကြောင်းပြောင်းလိုက်တာပေါ့နော်သူတို့ကစားကျင်နောက်ချင်တာပဲလားဒါမှမဟုတ်လို့ရှင်လူသားထိုးကျင်လို့လားဒီတရေတွေရည်ရွယ်ချက်ကွာဘာရည်လို့လဲမသိတယ်မသိတယ်အကျွတ်လွတ်ပဲလိုချင်တာလားဘာမှမသိတဲ့အတွက်သူတို့တွေလည်းအကောင်းဆုံးဖြစ်အောင်ဆိုပြတရားနေပြီးတော့ပဲကြောင်းလိုက်တယ်အဲ့ဒါကြောင့်မလို့သူ့ရဲ့အကြံပြုဒီဆရာမရဲ့အကြံပြုချက်ကကြောင်းတာပေါ့နော်ကိုဒီလိုက်ဒီလိုမျိုးတွေဖွင့်မယ်လုပ်မယ်ဆိုလို့ရှိရင်နေရာဒေတာကိုတိတိကျကျရွေးချက်ရွေးချယ်စေချင်ပါလေပေါ့နော်ဒီလိုဒီရဲ့ဇင်းမြစ်ကိုတိတ်ချောင်းတိပြီဆိုပြီးတော့မှတိပြီဆိုမှကောင်းတဲ့အာနေရာကို ရွေးချယ်ရွေးချယ်ပြီးအောင်မဖွင့်စေချင်ပါတယ်ပေါ့နော်တို့ကလည်းဒီနေရာအကွက်ကွင်းကြရဲဆိုပြီးရွေးချယ်လိုက်ပြီးမှတို့မှဒီရဲဟာလေးဖြစ်သွားရတယ်ပေါ့နော်အဲ့တော့နောက်တစ်ချက်ကကျတော့ Time City ကဒီရဲ့ ကြံတော့တုတ်တန်နေရာမှာစောက်ထားတာလူတကာလည်းတည်ပြီးသားပဲကွာအဲ့တော့အဲ့ဒီမှာအရင်တော့ညောင်မင်းတပင်ရှိတယ်ညောင်မင်းကိုခုတ်ဖို့လို့စူးစမ်းတဲ့အချိန်မှာလူနှစ်ယောက်တည်တာဖြစ်ဖူးတယ်ပေါ့နော်အဲ့ဒါလည်းပဲညောင်မင်းကိုမခုတ်တော့ပဲနဲ့အဲ့ဒီနေရာမှာဖျားပေါင်းဆောင်တည်လိုက်တယ်ပေါ့နော်သူများတွေပြောတာလည်းဒါကြောင့်ဟုတ်လားမဟုတ်လားတော့ကိုကိုတိုင်းလည်းလုံးဝလုံးဝမသိဘူးသူများပြောတဲ့စကားကိုပဲပြန်ပြီးတော့ sharing လုပ်ပေးတာပေါ့နော်အဲ့ဒါကြောင့်ဒီညအပင်တော့ဘာလို့မှဆိုလို့ရှိရင်အာ ဒီတရေတရသူ့အကိုင်းနဲ့သူ့နေရာနဲ့နေရာနေကြရပါတော့ကိုတွေဥစဉ်ဝတ်ခဲ့တဲ့အခါတော့ကလည်းဒီဖုံကြီးရလည်းခေါ်ခဲ့ဘူးတဲ့ဒီမကြီးပင်ကြီးရှိရပါတော့ကိုတွေဝတ်တဲ့ဖုံကြီးကြောင်းထဲမှာအဲ့ဒီညမှာဆိုလို့ရှိရင်ဘယ်အကိုင်းမှာဘလူးနေတယ်ဘယ်အကိုင်းမှာဘလူးနေအဲ့လိုမျိုးသူတို့နေရာနဲ့သူတို့တတ်တတ်မမတ်တီးခွဲခြားစီးချပြီးတော့နေရတယ်အဲ့လိုပဲအဲ့ဒီညောင်မင်းကြီးမှာဆိုလို့ရှိရင်ခုတ်လို့ကျန်တဲ့ညောင်မင်းကြီးမှာနေစရာများတော့နေစရာများနေစရာတရေတွေ များနေတဲ့အခါကျတော့အဲ့လိုမျိုးအဝေးမတဲတော့မယ်နဲ့ညောင်မီးလဲတဲ့အထိတောင်မှဖြစ်ရတယ်ဆိုပြီးတော့ဒီနန္ဒဘဝပြောတဲ့လူတွေကလည်းပြောတာပေါ့နော်ဒါဟုတ်လားမဟုတ်လားတော့ကိုဖါကိုပဲဒီလိုမျိုးသုံးသပ်စေချင်တယ်ပြီးတဲ့အခါကျတော့ဒီအိမ်သားတွေထဲမှာဖြစ်တဲ့အဖြစ်အပျက်တွေကလုံးဝကောမအများကြီးအများကြီးပဲအဲဒီကိုမတ်မှာပွားဖက်တီဒီဆရာမတင်ထားတဲ့ post ရဲ့မူရင်း post ရဲ့ကိုမတ်မှာပွားဖက်ကြည့်လို့ရှိရင်လုံးဝကော ိတာဒီပြောထားတဲ့ sharing လုပ်ထားတဲ့လူတွေပေါ့နော်အများကြီးပဲအဲ့ဒီမှာလည်းရှိရဲပြည့်တဲ့ခါကျတော့အဲ့ဒီမှာ two for လို့များတဲ့ရွှေပြောင်းလို့များတဲ့အုပ်ကူတွေလည်းကျန်းနေသေးတယ်ပေါ့နော်သူတို့ကားပတင်မှာဘာညာအဲ့ဒါတွေကတော့ဒီလိုမျိုးကိုလည်းသိချာမသိတဲ့ခါကျတော့သူများပြောတဲ့အတိုင်းပဲပြန်ပြီးတော့ပြောပြတာပါနော်ဒါကျတော့လက်တွေ့မှာကိုကိုတိုင်းမြင်ခဲ့ရတဲ့ပေါ့နော် CCTV မှာကိုကိုတိုင်းမြင်ခဲ့ရတဲ့ဟာရဲ့အကြောင်းပြောမယ်နော်ဒါကျတော့စင်ကာပူမှာ ဒီဝူလီအမတီနာမှာကွန်ဒိုတစ်ခုဖွင့်ထားတယ်ပေါ့နော်အဲ့ဒီကွန်ဒိုကဖွင့်ထားတာတိတ်မကြတဲ့နှစ်ပိုင်းလောက်ပဲရှိတယ်တင်းတင်းနဲ့အိုက်ပါဝန်ကျင်လောက်ပဲရှိသေးရပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ဒီကိုဗစ်အပြီးလောက်မှာသူရဲ့ဟာစပြီးတော့ဖွင့်တယ်ကွန်ဒိုကအောက်က shopping mall shopping mall ရဲ့အပေါ်မှာကွန်ဒိုရဲ့ဒီရေကူးကန်ပေါ့နော်ရေကူးကန်ရဲ့အပေါ်မှာမကွန်ဒို building တွေစတာအဲ့ဒီရေကူးကန်တွေမှာရေကူးကန်တွေမှာဒီလိုမျိုးဒီလိုပလက်ကလထိုင်လေးတွေရှိရလေ bench တွေပေါ့နော်အဲ့ဒီပလက်ကလထိုင်လေးတွေကို ဈေးတန်းကိုတွန်းချတာ CCTV မှာလုံးဝပဲအဲ့ဒီကနေစပြီးတော့ဘာသာပေါင်းဆောင်ကအဲ့ဒီအဲ့ဒီရေကူးကန်မှာလာပြီးတော့ရုပ်ဖတ်တဲ့စင်ကြတယ်အဲ့ဒီရဲ့ CCTV ရဲ့ဟာကိုလည်းအကုန်လုံးကြည့်ပူရဲ့ဗီဒီယိုတွေကိုဆိုလဲ share ပူရဲ့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနေရာမှာ construction လုပ်ဘူးတဲ့တထေးရတို့တထေးနဲ့တိနေတဲ့အခါကျတော့တထေးကိုသူတို့ပြတာပေါ့နော်အဲ့ဒီဟာ share လုံးမရပါဘူးသူတို့နိုင်ငံရဲ့ဒီ security ဒီ privacy ရပါပေါ့နော် အဲ့လိုမျိုးဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီရဲ့နေရာကအရင်တော့ကဒီ beta data တွေတင်ကြိုင်အဟောင်းနေရာမှာ sort ထားတာဖြစ်တဲ့အတွက်အဲ့လိုမျိုးဖြစ်ဖြစ်နေရာမြန်မာပြည်မှာလည်းမဟုတ်ဘူးနိုင်ငံခြားမှာပါရှိပါတယ် ဟုတ်ကဲ့ပါမြူရီမွဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ရန်ကုန်တိုင်းစီးရီမှာတဲချောင်လွန်လို့ဒီကျောင်းဆရာမတွေဆိုပြောင်းပြေးခဲ့တယ်ဆိုတဲ့သတင်းလေးကိုတိဆက်ခဲ့ရပဲဖြစ်ပါတယ်ရန်ကုန်တိုင်းစီးရီကတစ်ချိန်တော့ကတင်းကြိုင်ကြီးပေါ့နော်ဒါကိုတင်းကြိုင်ပြောင်းရွှေ့ပြီးတော့ဒီနေရာမှာဒီအဆောက်အုံတဲလိုက်တယ်ပေါ့နော်တောင်ရွှေ့လို့မရတဲ့တဲရဲဒီကျလို့လည်းဒီအဆောက်အုံမှာစက်နေခဲ့ပြီးတော့ဒီအဆောက်အုံထဲမှာတောင်းညံ့နေရပဲဖြစ်ပါတယ်ရန်လည်းကျောင်းဆရာကောင်းနေပေါ့နော်ဒီဆရာမတွေဆိုလို့ရှိရင်ဒီနေရာမှာငွေကုန်ကျစခံပြီးတော့ကျောင်းလာဖွင့်တယ်ဒီအချိန်မှာတဲရဲကြီးကဒီဆရာမဟန်ဆောင်လိုက်ကျောင်းသားဟန်ဆောင်လိုက်ဒီဝန်ထမ်းတွေဟန်ဆောင်လိုက်နဲ့

ဒီလိုမျိုးတွေဟန်ဆောင်ပြီးတော့ live လုပ်နေလို့ပေါ့နော်ဒီဆီယမ်မရေဆိုရင်တော့ပြောင်းပြေးခဲ့ရတယ်ဆိုတဲ့ဖြစ်စဉ်လေးကိုပြပြခဲ့တာပဲဖြစ်ပါတယ်အဲဒီအလုပ်တစ်ခုလုပ်မယ်ဆိုလို့ရှင်တော့ဒီနေရာကအရန်ကောင်းမြင်မယ်လေခုနဲ့ SLML ဆက်လာဆိုတော့ကိုလည်းတိတိကျကျစဉ်းစားဖို့လိုတဲ့ရှိကြည့်တဲ့မျိုးတွေလည်းပူတရတင်းကစားတစုံတရာရလိမ့်မယ်လို့လည်းမျှော်လင့်ပါရှင်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးရဲအမြင်လေးတွေဒီအတွေ့အကြုံလေးတွေရှိလို့ရှင်လည်းဗီဒီယိုလေးအောင်မှာ comment လေးတွေရေးကပ်ပြီးလို့ရပါရှင်မဟုတ်ဗီဒီယိုလေးကိုအဆုံးထိလည်းပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါရှင်နောက်ထပ်လည်းမိုးဆက်လေးတွေနဲ့ပူတရရဲ့ဆရာဗီဒီယိုလေးတွေကို စင်နိုင်ချင်ဆက်ပြီးတော့မှမို့မွေး channel ကို like subscribe နဲ့တာပြီးပို့တော့ဆပါရှင့်နောက်ထပ် video မှာပြန်ဆုံမယ်နော်တဒါ